။အကိုတိုင်အင်းတော်ကသုံးဧကားလောက်ရှိတဲ့ဘိုးကျောက်ကြောက်တိုင်းမြေဟာသမိုင်းဝင်ဖြစ်လို့ခရိုနီသမားတွေလက်ထဲကနေပြန်ယူဖို့အောက်တိုဘာ9ရက်နေ့တုန်းကသတင်းစာရှင်းလင်းပွဲကိုအကျန်းဖတ်သမားတစုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပေါ်အရေးယူပေးဖို့ဘကိုးမြို့မှာနိုဝင်ဘာ2ရက်နေ့ကဆန္ဒပြခဲ့ပါတယ်။အာရမမြေသိမ်းမှုတွေဖော်ထုတ်ပေးဖို့ဘကိုးတိုင်းအစိုးရအနေနဲ့အကျန်းဖတ်ခံရမှုကိုအရေးယူပေးဖို့ဆိုတဲ့ကြွေးကြော်သံတွေနဲ့လူ90လောက်ဟာဆန္ဒပြခဲ့တာဖြစ်ပါတယ်။အခုတော့ဆေဗီပက်လေလောက်ပဲကျန်တော့တဲ့ ဘိုးချုပ်ကြောက်တိုင်မြေဟာပုဂ္ဂလိကပိုင်တချို့ရဲ့လက်ထဲကိုဖျောက်သွားကြပြီလို့ဆိုပါတယ်။အကျန်းဖတ်သူတွေကိုတက်ထားတဲ့ပုံမှားတွေဟာအကျန်းဖတ်တိုက်ခတ်တဲ့ဖြစ်ရနဲ့မဆိုင်ပဲပို့ရတဲ့ပုံမှားတွေဖြစ်နေပြီးအခုဆန္ဒပြပွဲနဲ့ပတ်သက်လို့ခွင့်ပြုမိတ်တင်တဲ့အချက်လက်တွေကိုလည်းရဲတွေကပြောင်းလဲခဲ့တယ်လို့ဦးဆောင်သူကိုဟန်လင်းအောင်ကပြောပါတယ်။လက်ရှိမှာအဒီရကံတွေလည်းလွတ်နေတယ်သူတို့က ဘလို့လဲဆိုတော့ဒီအမှုကိုဆိုတာပုံမှန်လေကျွန်တော်တို့လည်းမပြောပြပါဘူးကျွန်တော်တို့ဒီအချိန်လေးကြက်လာကျန်းသက်ကံကဘလို့ပြောင်းပြောင်းပြီးပြီးအကျန်းသက်ကံနဲ့အုပ်ချက်ကိုရေးယူတာကျွန်တော်တို့ကတော့ပုံမှန်လေးပေါ့လို့ရတယ်ပုံမှန်လားဒါဆိုကျွန်တော်ရုံမကျွန်တော်ခေါ်ခေါ်ပြီးပါတယ်ခေါ်ပြီးတော့ကျွန်တော်တောင်းပန်ပြက်ခွက်ရေးဝင်တယ်အချိန်ပြည့်ပြီးအုပ်ချက်ကိုဖယ်ရှားလိုက်တော့လုံးမယ်ဆိုလို့ရှိရင် ။နှစ်ရက်နေလုံးပဲဆိုလို့ရှိရင်အများချားတင်တယ်။တစ်ရက်နေလုံးပဲဆိုလို့ရှိရင်ဒီရွှေကလျောင်းကကမဟာကြီးဘက်ကပတ်လို့ပါတယ်။တမန်တရားလင်ကျော်ရှိလို့ကြောက်မသွားရင်လင်ကျော်ရှိလို့အဲ့ဒါကျွန်တော်ကျွန်တော်အဲ့ဒါလည်းလက်ခံတယ်။အခုကျွန်တော်တို့ဆန္ဒပြပါတယ်။ဒီမှာတိုင်းဖြစ်သွားတဲ့ဆန္ဒပြခဲ့တာ။ကျွန်တော်တို့ဆန္ဒတော့ဝက်လို့လည်းရဲမှုဆန္ဒတော့ဝက်လို့ကျွန်တော်ပြတာ။ကျွန်တော်တို့အကြည့်မောင်မပြရဘူး။ဘိုးချုပ်ကြောက်တိုင်ဆိုတာကျွန်ဘွားကလွတ်မြောက်တဲ့တိုင်းပြည်ရဲ့အထိတ်မှတ်ဖြစ်ပြီး ဒီမျိုးကိုရောင်းစားဖို့ကြိုးစားတာဟာပြည်သူတွေကိုစိန်ခေါ်တာလို့ကိုဟန်လင်းအောင်ကဆိုပါတယ်။တရင်းစာရှင်းလင်းပွဲကိုကျင်းပနေတဲ့နေကင်းကြောင်တော်ကြီးဝင်းရောက်အချမ်းဖတ်သူတွေကိုအစိုးရကတားဆီးမှုမလုပ်ခဲ့တာကြောင့်ပြည်သူတွေကိုဥပဒေအရအကာအကွယ်မပေးနိုင်တာမို့အခုလိုဆန္ဒပြတာပါလို့ဦးအောင်မြင့်ကဆိုပါတယ်။ဒီငင်းကြောင်မှာဒေသရှိတဲ့လူဝင်ပြီးတော့အချမ်းသက်ခံတယ်။ဒါဘာမှပြမတရားဘူးဆိုမှုမရှိဘူး။ဒီနေ့ ဒီသိစိတ်ကူးဆောင်တဲ့ချက်ဖို့ဆိုတာဒီဒီဒီလူကိုကူးရတဲ့အကောင်မပေးနိုင်ဘူးနော်။နောက်ဒီစလုံးလုံးမန်နိုင်ဖြစ်တဲ့ဒီသတင်းမီဒီယာမန်နိုင်တမောင်းနေတဲ့အချက်ပဲတော့မှတ်တမ်းမှဆိုးရိမ်ရတော့တယ်။မာဒီလူရဲ့အနာဂတ်ပေါ်မှာသူတို့ကလုံခြုံမှုရှိဘူး။ဒါကြောင့်ဒီဒီလူရညီညွတ်နဲ့ပူးပေါင်းနေဒီအစိုးရကိုလို့ဆိုသူတို့ပြန်ဒီဘူတိုင်းဒေတာကြီးအစိုးရအဖွဲ့ကိုညံ့ဝင်လို့ပြောတယ်ဒီနေ့ဒီကိစ္စနဲ့ပတ်သက်လို့ဘာမှပြောလို့မရဘူး။